အချိန်ကာလအဓိကဖို့ပါဘူးအဲတနည်းတန်အဓိကပါပဲအဲ့တော့ဒီခန်းကဏ္ဍမှာမှမတရားမှုတွေကိုလေပတ်ဖို့ဆိုတာကိုကျမတို့ကဝိုင်းဝန်းကြီးတော့ပုံကြီးလေပတ်မယ်ဆိုရင်ကမဟုတ်ပေဘူးစီဒီယာနေတော့သူတို့ပြန်မခေါ်တော့ဘူးကောင်းကောင်းနှိပ်ကွမှာပေါ့နော်နောက်ဆိုရလဲကောင်းကောင်းဆက်ပြီးတော့နှိပ်ကွမှာပဲယူတော့ပွဲလောက်ခဲ့ရမယ်လေလုံးနေမှာပဲဒါသူတူကစားပွဲပဲတမန်တော့လေဘာသူလက်ဖို့တွေကတေပွဲလိုပဲ သူ့ဥပဒေလေးနိုင်ငံနဲ့တော့သူချဲ့ကျင်ဆွဲဆဲပြီးပါပဲလေသူကျုံနေတော့ကျုံလမ်းပါပဲအဲအဲသူဆန်းလာပဲဒီကောက်ဝဲဆိုတကယ်တော့အပူကြီးပါပြောသလားအစတည်းကပထမတစ်ချိန်ကြီးလည်းအပူကြီးဘယ်နှချိန်ဘယ်နှခါလို့လို့လဲစောက်ပူကြီးပဲတွေ့နေပါပဲအကျိုးစားပြီးလူခကျိုးခကျေးရဲ့မှာကျိုးစားပြီးတော့မတိအောင်နေရမှာပဲလေဟိုစတပီတော်လန့်မို့မတော်လန့်ဘူးအားတက်ကိုလက်ရှိရှိတဲ့အနေထားနဲ့နောက်လက်ပြန်လေးပေါ့မြားလား အထုပ်လူမရတဲ့အစိတ်တွေမောတော့ခဲ့ရတဲ့လူတွေရေကြည်ပဲအားလုံးကလေပြန်အထုပ်လူလည်းမရဘူးလို့ရှိလေမဆက်ဘူးဆိုလို့ရှိရင်လည်းသူ့အတိုင်းပဲဒီလုံမလားဆက်လို့မလားတည်မလားဒါပဲရှိရဲ့နော်ဆက်ပြီးတော့ကတော့လားဒါမှမဟုတ်ပေးလိုက်မလားဒီနယ်လမ်းပဲရှိရပဲနော်ကြိုက်တယ်ရေဘောနော်သူ့အတိုင်းပဲလေအဲ့တော်လန်ရေးပြီးဆုံးသည့်နပြီးဆုံးသည့်တော်လန်အောင်နေမအောင်သူတိတ်ကြီးအာရုံမလာတော့ဗျာနော်ဟိုရှိနေသေးရင်တော့ဆက်ပြီးရောမဆက်ကျင်နေမှာပဲဒီကာလိုင်းမှာတော်လန်သူရေကျွန်းခံသူရေနှမျိုးပဲပွဲရည်ရာလေးနော် တော်လန်တော်လန်မတော်လန်သူနဲ့ OK နေတော့ဒါကြောက်ခံလူပဲလေသူနဲ့မ OK ဘူးဆိုရင်တော့သူနိုင်ငံထဲမှာမရှိဘူးလိုပြင်းအပြင်းမဲရောက်နေတော့ဒါတော်လန်လူပဲလေပေါ့နှစ်မျိုးနဲ့စားပဲပွေးနေရဆိုတော့ကိုကပဲပဲအပိုင်းမှာပဲအမြဲတမ်းရက်တည်မလဲအဲ့ဒါကိုဆုံးပဲချက်ပေါ့နော်အစင်ကာလာအဓိကဟုတ်ပါဘူးအဲတနည်းတန်အဓိကပါပဲအဲမထမအောင်ဆုံးကြီး2021ပရလာဒီယနေ့မှာမရမှာပြီးပိုက်လိုက်တဲ့အခါမှာဒီအချမ်းမဖက်တဲ့အနာဖီဇန်နဲ့ကြီးကိုပတ်လာတာအစီရမေးပါဒီနေ့ချိန်ထိလဲကျွန်မကိုယ်တိုင်လဲ လေးစိတ်ကြည့်လဲစက်နဲ့ခံပြီးတော့ရက်တည်နေရတာပါအဲကျမတို့ကပြည်သူတွေနဲ့ပြည်သူတွေနဲ့အနေနဲ့ကျမတို့ကအကြမ်းဖက်တဲ့အခွင့်အချောင်းကျမတို့လုံနိုင်တဲ့ဘက်ကခိဆောင်ရနေပေမဲ့လေဒီတော်လိုက်ကာလတိုင်းတာတစ်ခုစီရောက်လာရဲ့အခွင့်အချောင်းဘလို့ရှင်ရဲ့ဒုက္ခရဲ့စက်တဲမှုတွေမုန်းချက်မှုတွေနဲ့လည်းအများကြီးရင်ဆိုင်နေကြအောင်အဲ့တော့ဒီရင်ဆိုင်မှုဟာဘာကြောင့်ရင်ဆိုင်နေရလဲကျမတို့နိုင်ငံကောင်းဖို့အရွက်ဒီသူတို့ဗတိယားလည်းပတ်နေတဲ့တဲ့ကိုကျမတို့တွေလည်းပြန်ပြီးတော့ဝင်ပြီးတော့တာဝန်ထမ်းဆောင်ကြတော့အကြောင်းမရှိပါဘူး ဒါမှမဟုတ်ကျွန်မအရှိမပြောထားသလိုပဲကျမတို့ရဲ့ဒီတိုးတက်တဲ့နိုင်ငံလေးမှာနိုင်ငံဝန်ထမ်းလေးဘလို့ကုံစားနဲ့တိုင်းပြည်တော်ဝင်ကိုထမ်းဆောင်လေးရဲ့ဆိုတော့ကူပဲကျမတို့ဘုရှင်ကြီးကနေတာပြီးနိုင်ငံတကာကျွမ်းကောင်းတဲ့ဒုံငန်းတွေမှာကျမတို့ဒရတ်တအားပါဝင်ကြပါလို့ပြင်ရနေပြောလဲချက်ပြီးတော့မြစ်တာရဲ့ခါပို့ပါလိမ့်ရှင်အဲ့တော့ဒီခန့်ကန်တာမှာမှမတရားမှုတွေကိုဒေဗပ်ဖို့ဆိုတာကိုကျမတို့ကဝိုင်းဝန်းကြီးတော့ပုံကြီးလည်းပတ်မယ်ဆိုရင်ကမဟုတ်ပေဘူး။ပြည်သူလူထုတွေရဲ့အခေါ်အခါကြီးနဲ့ကျမတို့ရဲ့လက္ခဏာကြီးလုံးမရ ဲ့တော့ကျမတို့ကကျမကိုယ်ကဒီရွယ်ချက်နဲ့ဒီထဲမှာမပါနိုင်တဲ့ကစားကျမစီရမ်လို့ပါလားအဲ့တော့ကျမတို့ကကျမတို့နိုင်ငံပြန်လည်ပြီးတော့အေးချမ်းလာတဲ့အခြေကြရေးကျမတို့ထိုင်ရဝန်တန်းကြီးရောက်ရဲ့ချုပ်မသိခံဆိုတာဘာလဲဆိုတာကိုလည်းအရေးကြီးရဲ့အခုကတည်းကကျမတို့ကတုတ်တက်နေတဲ့နိုင်ငံကြီးမှာနိုင်ငံဝန်ထမ်းကြီးဘလို့ပုံနဲ့တိုင်းပြည်ရဲ့တာဝန်ကိုထမ်းဆောင်နေလေ နားလေးကိုကျမတို့အခုအချိန်ဒီမှာရကျမတို့လေ့လာပြီးတော့ကျမတို့နိုင်ငံကံလေးထူထောင်ရေးလုပ်ငန်းမှာနိုင်ငံဝင်လက်လျာဒလက်တအားပါဝင်ဖို့တဲ့ကျမအနေနဲ့ညာကနေပြီးတော့တိုက်တွန်းလို့ရစမှာရှင်။အဲဟုတ်ကဲ့ကျွန်တော်တို့ဒီအာနာသိန်းနာ21ဆိုတော့ကျွန်တော်တို့ CDM တတန်းပေါ့နော် CDM တတန်းဟောတော်လန်တတန်းဟောကျွန်တော်တို့9နှစ်ပြည့်ကန်နေပြီပေါ့9နှစ်ပြည့်ကန်နေပြီမာကျွန်တော်တို့လည်းတတ်နိုင်တဲ့ဘက်ကပါဝင်ခဲ့တယ်ပေါ့နင်းညမပြတ် ဒါမှကျွန်တော်တို့ဒီဒေါ်လာရင်းအရွေ့ရလဲ9နှစ်တွဲမှာကျွန်တော်တို့တိတိတသာအခြေအနေတိုးတက်လာခဲ့ပါတယ်ဒါပေမဲ့ဒီ30 20ခွန်အပီးပေါ့နော်အဲတချို့ EAO တွေအပြည့်ရိုက်ပြီးမှတော့စည်ရေးချိန်ဝင်ရှာကဟိုဘက်ဒီဘက်ကျွန်တော်တို့ပြန်ပြီးတော့ balance ပြန်ဖြစ်လာတဲ့အနေအထားမျိုးရှိတယ်ဒီရွေးကောက်ပွဲအလွန်မှာပေါ့နော်ရွေးကောက်ပွဲအလွန်မှာတော့ CDM တွေကိုသူတို့ပြန်မခေါ်တော့ဘူးမခေါ်တော့ဆိုတာသူတို့လုပ်ငန်းလည်ပတ်သွားပြီ လုပ်ငန်းလည်းပတ်သွားပြီးလုပ်ခဲ့တဲ့ CDM လေးကိုလည်းသူတို့အတွက်တော်တော်လေးထိခိုက်ခဲ့တဲ့အတွက်သူတို့အတွက်တော်တော်အထိနာတယ်အဲ့တော့သူတို့မုန်းတယ်ပေါ့နော်မုန်းတယ်မုန်းတယ်ဆိုတော့ဒီ CDM တွေကိုသူတို့ပြန်မသုံးနိုင်ဘူးပြီးတော့ကျွန်တော်တို့ဒီစစ်မှုထမ်းနေရာလဲနှစ်နှစ်ပြည့်တော့မယ်နှစ်နှစ်ပြည့်ရင်သူတို့တွေကတန်ရာတန်ရာပေါ့နော်အလို့အကိုင်းနေခန့်ပေးမှာဆိုတော့ပညာရှင် CDM တွေကလွှဲရင်တာမန်ဝန်ထမ်း CDM တွေလောက်ကိုတော့သူတို့ ရက်တော်တင်တန်းနေပြီးတော့ဒီတိုင်းဖြည့်သွားမယ်အနေထားမျိုးလို့ကျွန်တော်တို့တွက်ဆရတယ်။အဲဆိုတော့ကျွန်တော်ဒီစီဗီယာနေတော့သူတို့ပြန်မခေါ်လောက်တော့ကောင်းကောင်းနှိပ်ကွမှာပေါ့နော်။နောက်ဆိုရလည်းကောင်းကောင်းဆက်ပြီးတော့နှိပ်ကွမှာကျွန်တော်တို့ကလည်း9နှစ်ပေါ့နော်။၄နှစ်ကျော်ကာလအတွင်းမှာခါးစည်းခံလာပြီးဆိုတော့လုံးဝနက်ကလစ်ပါပဲ။အဲဂယူးမဆိုင်ဘူး။ပြီးရင်ကျွန်တော်တို့ဒီစစ်စီဒီယန်ပေါ့နော်စစ်နဲ့ရဲစီဒီယန်နေပေါ်မှာသူတို့ရဲ့သဘောထားကသူတို့ကကျွန်တော်တို့စီဒီယန်တို့မတတ်မှတ်ပါဘူး။အဲကျွန်တော်တို့စစ်ပြေးရဲပြေးလို့ပဲတတ်မှတ်ထားတယ် မှန်ပါတယ်သူတို့တတ်မှတ်တာဘယ်လိုမှကျွန်တော်တို့ကလည်းဘာလို့လဲဆိုတော့ CVM လုတ်တဲ့အချိန်မှာကျွန်တော်တို့ကစစ်ပြေးပေါ့နော်စစ်ပြေးမှုကိုကျူးလွန်ခဲ့ရတဲ့သူတွေဖြစ်တယ်အဲပြီးရင်ကျွန်တော်တို့ကဒီမှာအခုစစ်စည်းကမ်းပေါ့နော်ရဲဘက်စည်းကမ်းနဲ့ဆိုရင်မှကျွန်တော်တို့ကသူတို့ပြန်ပြီးတော့ပုံကန်နေတဲ့သူတွေဖြစ်တဲ့အတွက်စစ်ပုံကန်သူတွေဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီစစ်စီဒီယန်ရဲစီဒီယန်အနေနဲ့ပတ်သက်လို့ကတော့သူတို့ကကျွန်တော်တို့ကျွန်တော်တို့တေတန်းလွဲပြီးတော့တေတန်းပေါ့နော်ပြီးရင်တသက်တကြွကလွဲပြီးတော့ကြာနာဘာမှမရှိပါဘူးလက်နဲ့ကင်ပြီးတိုက်နေတဲ့အဖွဲ့တွေ အဲနိုင်ငံရေးပါတီတွေပေါ့နော်နိုင်ငံရေးအဖွဲ့အစည်းတွေတောင်းမှာပဲသူတို့ ਨੇ စစ်ပြင်းရင်ပြင်းရင်းလို့ရမယ်သူတို့လက်ခံရင်လက်ခံမယ်ကျွန်တော်တို့စစ်တပ်ပေါ့နော်စစ်ရဲအတိုင်းဝန်းကတော့သူတို့ရဲ့ထာဝရရန်သူဖြစ်သွားပါပြီကျွန်တော်တို့ဒီစစ်တပ်ပေါ့နော် လုံးဝစစ်စစ်တပ်ကြီးလုံးလုံးပြုတ်ကျသွားမှာပဲကျွန်တော်တို့ဒီစစ်စီဒီယန်ရဲစီဒီယန်ပေါ့နော်လက်နက်ကိုင်စီဒီယန်တွေကလွတ်ငင်းချမ်းသာခွင့်ရှိမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျေးဇူးပါဗျ